မိษွေတို့တခါတလေကိုကိုကိုရှာဖွေတွေးရှိဖို့ဆိုတာဘလောက်ခက်ခဲလဲလို့ခံစားဘူးပါတလေဒါမှမဟုတ်အမြဲတမ်းအကောင်းမြင်နေဖို့ဖိအားပေးခံရလို့စိတ်မသက်မသာဖြစ်ဖူးပါသလားဒီလိုအခြေအနေတွေနဲ့ရုန်းကန်နေရတယ်ဆိုရင် ခိုင်မာစွာယက်တီဆိုတဲ့စာအုပ်ကမိษွေတို့အတွက်အဖြေဖြစ်နိုင်ပါတယ်ဒီစာအုပ်ထဲမှာ Span Brink Chapman ဆိုတဲ့စာရေးဆရာကခေတ်ပေါ်တွေးခေါ်တွေကိုဘလို့စိန်ခေါ်ပြီးပို့ပြီးခိုင်မာတဲ့ဘဝကိုဘလို့တည်ဆောက်ရမလဲဆိုတာကိုရှင်းပြထားပါတယ် ခိုင်မာစွာယက်တီစာအုပ်ကိုရေးသားတဲ့စပန်ဘရင်ချာမန်ဟာဒိမတ်နိုင်ငံသားစိတ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူဟာအော်ဟုတ်တက္ကသိုလ်မှာအဖွဲ့စည်းဆိုင်ရာစိတ်ပညာပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။သူ့ရဲ့စာအုပ်တွေဟာလူမှုရေးဝေဖန်မှုတွေနဲ့လူသားတွေရဲ့တရှိမှုဆိုင်ရာအကြောင်းအရာတွေကိုအဓိကထားလေ့လာတင်ပြလေ့ရှိပါတယ်။ပထမအချက်အနေနဲ့မိမိကိုယ်ကိုအတွင်းထဲစူးစိုက်ရှာဖွေနေမဲ့အစားအပြင်လောကကြီးကို လေ့လာဖို့စာရေးသူကပြောပါတယ် ကိုယ့်ရဲ့ခံစားချက်တွေကိုပဲအားကိုးနေရင်မှားယွင်းတဲ့အဖြေတွေရနိုင်ပြီးနာကျင်စရာတွေလည်းဖြစ်လာနိုင်ပါတယ်။ဒါကြောင့်အခြားလူတွေယဉ်ကျေးမှုတွေတဘာဝတရားတွေသိပ္ပံပညာရက်တွေနဲ့အမှုပညာတွေကိုလေ့လာခြင်းအားဖြင့်ပိုပြီးနားလည်လာနိုင်ပါတယ်။ဥပမာအားဖြင့်အချိုပွဲစားခြင်းပေမဲ့မစားဘဲနေခြင်းမိုးရွာထဲမှာစပေးစီးခြင်းစတဲ့ကိုယ့်အတွက်တက်တောင့်တက်တာမဖြစ်ပေမဲ့ကောင်းတဲ့အရာတွေကိုလှုပ်ဆောင်ခြင်းအားဖြင့်ခံနိုင်ရည်အားကိုတည်ဆောက်နိုင်ပါတယ်။ ဒုတိယအချက်အနေနဲ့အမြဲတမ်းအကောင်းမြင်ဝါဒကိုစိန်ခေါ်ဖို့တိုက်တွန်းထားပါတယ်။ခေတ်ပေါ်ယဉ်ကျေးမှုမှာအပြတ်သဘောတွေကိုဖုံးကွယ်ဖို့နဲ့အမြဲတမ်းအကောင်းမြင်နေဖို့ဖိအားပေးလေးရှိပါတယ်။ဒါဟာအပြင်ပန်းမှာအဆင်ပြေနေတရားဆောင်ပြီးအမှန်တကယ်ပြဿနာတွေကိုလစ်လျူရှုထားသလိုဖြစ်စေပါတယ်။ဒါကြောင့်တခါတလေညှဉ်းညူခြင်းဟာစိတ်ဖိစီးမှုကိုရှော့ချပေးနိုင်ပြီးအခက်အခဲတွေကိုရင်ဆိုင်ဖို့ပထမခြေလှမ်းတစ်ခုလည်းဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့်ကိုယ့်ရဲ့ဆုံးရှုံးနိုင်ခြေရှိတဲ့အရာတွေကိုစဉ်းစားခြင်းအားဖြင့်လက်ရှိဘဝကိုပိုတံပိုးထားတက်လာပြီးအခက်အခဲတွေကိုလည်းခံနိုင်ရှိလာစေပါတယ်။တတိယအချက်အနေနဲ့ငင်းဆန်ခြင်းများရဲ့အရေးပါပုံကို ရှင်းပြထားပါတယ်။ယဉ်ကျေးမှုအတိတ်တွေစိန်ခေါ်မှုတွေကိုဟုတ်ပါလို့အမြဲတမ်းပြောနေရတဲ့ယဉ်ကျေးမှုမှမဟုတ်ပါလို့ပြောနိုင်ဖို့ကအရေးကြီးပါတယ်။ မဟုတ်ပါလို့ပြောခြင်းအဖြစ်ကိုယ့်ရဲ့တံမိုးတွေကိုထိမ့်သိမ့်နိုင်ပြီးရေရှည်မှာပူပြီးခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်ပါတယ်။ဥပမာအဖြစ်မိษွေတယောက်ကမိษွေမနစ်သက်တဲ့အရာတစ်ခုကိုလှုပ်ဖို့ပြောလာရင်မိษွေရဲ့တံမိုးတွေကိုကာကွယ်ဖို့ငင်းဆန်နိုင်ပါတယ်။စတုထအချက်အနေနဲ့ခံစားချက်တွေကိုထိမ့်ချုပ်ပြီးဂုံတိတ်ခါကိုဦးစားပေးဖို့တိုက်တွန်းထားပါတယ်။ခစ်တလူအဖွဲ့အစည်းမှာခံစားချက်တွေကိုအမြဲတမ်းထုတ်ဖော်ပြသဖို့အားပေးလေ့ရှိပါတယ်။ ဒါပေမဲ့ခံစားချက်တွေကို ထိမ့်ချုပ်ခြင်းဟာလူကြီးတယောက်အတွက်ပိုပြီးသင့်ရောပါတယ်။ဥပမာအဖြစ်စိတ်ဆိုးတဲ့အခါဒေါသကိုထိမ့်ချုပ်ခြင်းအဖြစ်ပိုပြီးယဉ်ကျေးတဲ့ဆက်ဆံရေးကိုတိဆောက်နိုင်ပါတယ်။ဒီစမအချက်အနေနဲ့မိမိကိုယ်ကိုမြင့်တင်ပေးမဲ့နည်းပြတွေကိုညင်းပယ်ဖို့တိုက်တွန်းထားပါတယ်။နည်းပြတွေဟာမိမိကိုယ်ကိုဗဟုပြုတဲ့ဘာသာရေးဆန်တဲ့လမ်းကြောင်းကိုဖန်တီးလေးရှိပါတယ်။ ဒါဟာပြင်ပအာနာပိုင်တွေထက်မိမိကိုယ်ကိုပိုအားကိုးစေပြီးဘယ်တော့မှမလုံလောက်ဘူးလို့ခံစားရစေပါတယ်။ဒါကြောင့်နီးပြတွေအစားအပြန်လန်ကူညီဖေးမတဲ့ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတွေကိုတံပိုးထားတင်ပါတယ်။ဥပမာအားဖြင့်ပြလိုက်တွေကိုသွားလိလာခြင်းတဘာဝတရားတွေကိုခံစားခြင်းနဲ့အမိမဖော်လိုတဲ့ရရုံးမှုတွေကိုပြုလုပ်ခြင်းအားဖြင့်ကိုယ့်ရဲ့အတွင်းစိတ်ကိုငြိမ်းချမ်းစေနိုင်ပါတယ်။ စသမအချက်အနေနဲ့ဝတ္ထုတွေဖတ်ပြီးဘဝရဲ့ရှုပ်ထွေးမှုတွေကိုနားလည်ဖို့အကြံပြုထားပါတယ်။ကိုရေးကိုယ်တာအကူအညီပေးတဲ့စာအုပ်တွေစာဝတ္ထုတွေက လူ့ဘဝရဲ့ရှုပ်ထွေးမှုတွေကိုပိုပြီးတိကျစွာပုံဖော်ပေးနိုင်ပါတယ်။ဝတ္ထုတွေကိုဖတ်ခြင်းအဖြစ်ကိုယ့်ဘဝအပေါ်မှာဘလောက်ထိန်းချုပ်နိုင်တယ်လဲဆိုတာကိုသိရှိနိုင်ပါတယ်။မူယာကာမီလိုစာရေးဆရာတွေရဲ့စာအုပ်တွေကမတူညီတဲ့ရှုထောင့်တွေကိုပေးစွမ်းနိုင်ပါတယ်။ ဒါအပြင်ဟူဝဲဘက်လိုစာရေးဆရာတွေကခေတ်ပေါ်လူအဖွဲ့အစည်းရဲ့မိုင်မဲမှုတွေကိုထင်ဟပြသပေးနိုင်ပါတယ်။နောက်ဆုံးအချက်အနေနဲ့အနာဂတ်ကိုအာရုံမစိုက်ပဲအတိတ်ကနေတင်ယူဖို့တိုက်တွန်းထားပါတယ်။ယနေ့ကဘာကြီးကအနာဂတ်ကိုပဲ အာရုံစိုက်နေပြီးအတိတ်ကိုလစ်လျူရှုထားပါတယ်။ဒါပေမဲ့အတိတ်ကိုလေ့လာခြင်းအဖြစ်ကိုယ့်ရဲ့ကိုယ်ပိုင်မှတ်သားကိုထိန်းသိမ်းနိုင်ပါတယ်။ အတိတ်ကအမှားတွေကိုမှတ်မိခြင်းအဖြစ်ပိုကောင်းတဲ့အနာဂတ်ကိုတည်ဆောက်နိုင်ပါတယ်။မိသားစုတလေးထုံးစံတွေနဲ့ယဉ်ကျေးမှုတွေကိုလေ့လာခြင်းအဖြစ်လူသားတွေရဲ့အတွေ့အကြုံတွေကိုပိုမိုနားလည်နိုင်ပါတယ်။ဥပမာအဖြစ်မိဘတွေဟာအမြဲတမ်းတည်ငြိမ်ပြီးတာဝန်ယူတတ်တဲ့ပုံစံကိုပြသခြင်းအဖြစ်ဆက်ဆံရေးတွေမှာခိုင်မာတဲ့အခြေခံကိုတည်ဆောက်နိုင်ပါတယ်။ မိတ်ဆွေတို့ရေဒီစာအုပ်ထဲကအဓိကသင်ခန်းစာတွေကိုပြန်ချုပ်ရရင်မိမိကိုယ်ကိုအတွင်းထဲစူးစိုက်ရှာဖွေနိုင်မဲ့အစာပြင်လောကကြီးကိုလေ့လာပါအမြဲတမ်းအကောင်းမြင်ဝါဒကိုစိန်ခေါ်ပြီးအပြည့်သဘောတွေကိုလည်းလက်ခံပါ။နောက်ပြီးဖန်ရင်းဆန်ခြင်းဟာရင့်ကျက်တဲ့သူတယောက်ရဲ့အရေးချင်းဆိုတာကိုသတိရပါ။ခံစားချက်တွေကိုထိန်းချုပ်ပြီးဂုံတိတ်ခါကိုဦးစားပေးပါ။ မိမိကိုယ်ကိုမြင့်တင်ပေးမဲ့နီးပြတွေထက်ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတွေကိုတန်ဖိုးထားပါဝိထုတွေဖတ်ပြီးဘဝရဲ့ရှုပ်ထွေးမှုတွေကိုနားလည်ပါအနာဂတ်ကိုအာရုံမစိုက်ပဲအတိတ်ကနေသင်ယူပါအခုချက်ချင်းပဲအပြင်ကိုထွက်ပြီးကဘာကြီးနဲ့ထိတွေ့ဆက်ဆံမှုတိုက်တွန်းခြင်းပါတယ်